အလုံးမဲမင်္ဂလာပါဒီနေ့ကတော့92 run နဲ့90 back run ဘာကွာလဲဆိုတာကိုဘိုးသူရပြင်မျှပေးနေတာဖြစ်ပါတယ်ကျွန်တော်တို့ကားတွေမှာအသုံးပြုတဲ့ဓာတ်ဆီအရည်သွေးကိုသူ့အထဲမှာပါဝင်တဲ့အောက်တိန်နံပါတ်အနည်းများပေါ်မူတည်ပြီးတော့အရည်သွေးသတ်မှတ်တာဖြစ်ပါတယ်ဥပမာ92 run ကိုတာမန်အလယ်လက်အရည်သွေးလို့သတ်မှတ်ပြီးတော့90 back run ကိုတော့ premium quality လို့သတ်မှတ်ကြပါတယ်ရေဘူအားဖြင့်90 back run က92 run ထက်အရည်သွေးပိုကောင်းသလိုဈေးနှုန်းလည်းအနည်းငယ်ကွာခြားမှုရှိပါတယ်92 run ကဲ့သို့အောက်တိန်နံပါတ်နိုင်တဲ့စီတွေက engine လက်ပတ်တဲ့အခါမှာ piston င်ရဲ့ဖိကျင်းမှုဒဏ်ကြောင့်တတ်မှတ်ချိန်နဲ့ဆော်ပြီးမီးလောင်ကျွမ်းနိုင်တဲ့အတွက်အင်ဂျင်ရဲ့မီးပေါက်စင်တွေလွဲမစေနိုင်ပါတယ်။ရာသီဥတုပူပြင်းတဲ့အချိန်နဲ့လေဘာဖိနေတဲ့အချိန်တွေမှာလည်းအင်ဂျင်မီးတံကိုခောက်စေနိုင်ပါတယ်။အခုလိုမျိုးမီးပေါက်စင်တွေလွဲမနိုင်တာအပြင်စီအရေအသွေးရွန်နံပါတ်နှိမ့်တဲ့စီတွေကအင်ဂျင်မီးလောင်ခံထဲမှာကာဗွန်ကြိုးတွေကိုပါအလင်းမြန်ဖြစ်ပေါ်စေနိုင်ပါတယ်။ ။ရေရှင်မှာတော့ပလက်တွေမကောင်းတာ၊အိမ်စောကြောက်စကားတွေပိတ်တာ၊အင်ဂျင်တာတွေပိတ်တာ၊စီဖီတာတွေပိတ်တာ၊အင်ဂျင်အယုံဆွဲကျဆင်းတာအပြင်ရေရှင်မှာအင်ဂျင်ရဲ့ဘားတွေ၊ရိန်းတွေ၊ပင်စတန်နဲ့မီးလောင်ငန်နယ်ရန်တွေကိုပါပျက်စီးနိုင်ပြီးတော့အင်ဂျင်တက်တန်းကိုလည်းတိုးသိမ်းနိုင်ပါတယ်။နောက်တစ်ခုကတော့92ရွန်ထည့်နေကြကားကို90ဖက်ရွန်ပြောင်းထည့်မယ်ဆိုလို့ရှိရင်ပြောင်းထည့်လို့ရပါတယ်။စီအေးသေးပိုကောင်းတဲ့အတွက်အင်ဂျင်ရဲ့စွမ်းဆောင်ရည်လည်းပိုကောင်းလာမှာဖြစ်သလိုပိုပြီးတော့လည်း performance ကောင်းသွားမှာဖြစ်ပါတယ်။90ဖက်ရွန်ထည့်နေကြကားကိုတော့92ရွန်ထည့်မယ်ဆိုလို့ရှိရင်ရေတိုမှာဆိုးကျိုးအများမရှိ နိုင်ပေမဲ့ရေရှည်မှာတော့အထက်မှာဖော်ပြခဲ့တဲ့ပြဿနာတွေနဲ့ကြုံရနိုင်ပါတယ်။ဒါကြောင့်လုပ်ငန်းသုံးခိုင်းကားတွေမှုလို့ရှိရင်ရေရှည်အတွက်95ရွန်ကိုသာထည့်သွင်းအသုံးပြုသင့်ပါတယ်။လက်ရှိဈေးကွက်မှာတော့92ရွန်နဲ့95ရွန်အရေးသေးပိုင်းကွာခြားမှုကိုအတိအကျပြောဖို့အရန်ခတ်တာကြောင့်ဖြစ်နိုင်ရင်95ရွန်ကိုသာအသုံးပြုဖို့အကြံပေးခြင်းပါတယ်။ဒီနေ့ကတော့92ရွန်နဲ့95ရွန်ရဲ့ကွာခြားချက်လေးကိုဘုဒ္ဓရပြင်မျှဝေခြင်းဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးတွေကဘုဒ္ဓရတစုံတရာရရှိခဲ့တယ်ဆိုလို့ရှိရင် comment မှာ yes လို့မှန်းကလေးလို့ရပါတယ်။အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါ ါစေ။